ဒီဘက်ကလိုလာဆိုတဲ့အမျိုးသမီးကြီးကဒီရွာကို1999ခုနှစ်မှာတည်ထောင်ခဲ့တာဖြစ်ပါတယ်။သူမတို့မျိုးနယ်သူကတော့ဆမ်တာဆိုတဲ့မျိုးနယ်သူကဖြစ်ကြပြီ။မြင်နေတဲ့အမျိုးသမီးကြီးကတော့ဒီဘက်ကလိုလာဆိုတဲ့အမျိုးသမီးဖြစ်ပါတယ်။တိတ်ပြီးလာတဲ့အတိတ်တွေတော့အမျိုးသမီးတိုင်းမရှိကြပါဘူး။ဒီရောကဘယ်နဲ့ငါမှရှိကြတယ်။ဘာကြောင့်ဒီမျိုးသမီးကြီးကဖြောကုပ်ဥဆောင်ပြီးတည်ခဲ့တယ်လဲ။အမျိုးသမီးကြီးကဒီရောမှာဘယ်လိုနေထိုင်လဲဆိုတာကိုတင်ဆက်ပေးသွားပါမယ်။ကျွန်တော်နာမည်ကိုဆိုင်းပါ။ စူဂျီဂျီချိုင်းနဲ့တည်ထောင်ရတရားဖြစ်ပါတယ်။ကျွန်တော် channel လေးမှာထူးဆန်းဆန်းမြတဲ့ဗီဒီယိုတွေတင်ဆက်ပေးတာဖြစ်လို့အမြဲတမ်းကြီးကြီးပေါ့ဖိတ်ခေါ်ပါရစေ။ဒါဆိုဗီဒီယိုလေးကိုဆက်လိုက်အောင်ပြန်။ဒီအားကတော့အမူကြဆိုတဲ့ရွာလေးဖြစ်ပြီးကင်ညာနိုင်ငံရဲ့မြောက်ပိုင်းမှာရှိပါတယ်။ဒီဘကလိုလာဆိုတဲ့မြို့သမီးကြီးကဒီရွာကို1999ခုနှစ်မှာတည်ထောင်ခဲ့တာဖြစ်ပါတယ်။သူမတို့မြို့နယ်ဆိုတာဆမ်တာဆိုတဲ့မြို့နယ်သူတို့ဖြစ်ကြပြီ။ ဒီမျိုးနဲ့ဆိုတာမျိုးသမီးတွေခွင့်ရနေပါပြီးတော့မျိုးသမီးတွေဟာပိုက်ဆိုင်မှုတစ်ခုလို့တတ်မှတ်ခံထားရပါတယ်။ရေမြားသေးတဲ့ကောင်မလေးတွေကိုသူတို့ထက်အသက်လေးစားတော့ကြီးတဲ့လူတွေကပေးစားဖို့လိုကြပါတယ်။အသက်ဆယ်နှစ်လောက်ပဲရှိသေးတဲ့ကောင်မလေးတွေဆိုလိန်ပေးစားခံရရပါတယ်။ဒီလိုဆိုရတဲ့တခုကအပြုပါပုံမှာသာကောင်မလေးဆိုမိမကိုပေါ်နာကိုဖျက်ချုပ်လုပ်ပြီးငငယ်လေးနဲ့လိန်ပေးစားခံရရပါတယ်။ယူသမီးတွေကယောက်ျားတွေရဲ့ထားရနေဆရာတော်ဘုရားနဲ့နေထိုင်ရပြီးဒီထဲမှာအသက်16နှစ်နောက်နဲ့အိမ်တော်ချခဲ့တဲ့ရီဘာကဆိုတဲ့မျိုးသမီးတယောက်လည်းပါဝင်ပါသေးတယ်။ဒီရောကမျိုးသမီးတွေကိုရီဘာကဟောတာပြောတာတွေလုပ်ခဲ့ပါတယ်။ ဒီလိမ်စတားတွေအမျိုးသမီးတွေကိုအာရမပြခြင်းနဲ့နဲ့ပတ်သက်လာရင်သူမကတက်ကြလှုပ်ရှားသူတယောက်ဖြစ်ပါသေးတယ်။သူကအခုလိုတွေဥဆောင်နေကြတော့ရွာတွေကမျိုးသားတွေကမကြိုက်ကြတော့။ဒီနေ့မှတော့မျိုးသားအုပ်စုတွေဟာဒီဘက်ကကိုဝိုင်းရကြပါတယ်။ဒဏ်ရာပြင်းထန်အောင်လို့စီးရုံပေါ်လုံးတက်ခဲ့ရပါသေးတယ်။ဒီဘက်ကယောက်ျားဟာသူ့ဘက်ကကောက်ကောက်ဝေးရပါတခုမှမရှိခဲ့ပါဘူး။ရှင်းညာသားတဲ့ဒီဘက်ကဟာသူမနဲ့ဘဝသူအမျိုးသမီးကိုစူးစိပြီးရွာတွေရာတီဆောင်မှုစတင်ပါတော့တယ်။မျိုးသားတွေလုံးဝမရှိပဲအမျိုးသမီးတွေတည်တံ့နေထိုင်ကြဖို့ရည်ရွယ်ချက်နဲ့ပါထောင်းဆောင်နိုင်မဲ့ဒီဘက်ကတော့အမျိုးသမီးစုရွာတီဆောင်တာကိုမျိုးသားတွေကလုံးဝမကြိုက်ကြပါဘူး။ သူတို့ရွာလေးပြတ်အောင်ဖျက်လို့ဖြစ်စီတဲ့အမျိုးမျိုးလုပ်ကြပါတယ်။ဒီမျိုးသမီးတွေရဲ့ပတ်စံတွေပစ္စည်းတွေကိုခိုးယူတာတွေဖျက်ဆီးတာတွေကိုလုပ်ခဲ့ကြပါသေးတယ်။ဒါပေမဲ့သူတို့တွေဟာစူးစီးပြီးအိမ်ကိုကိုယ်တိုင်တိဆောက်ဖွဲ့ကြပါတယ်။အိမ်ကိုအလှပတန်းစားတွေဆင်ပြီးဝင်ငွေရအောင်ရောင်းချကြပါသေးတယ်။ဒီရွာလေးပေါ်ပေါက်လာပြီးနောက်ပိုင်းမှာအိမ်နဲ့ကြမ်းမြခဲ့ရတဲ့အမျိုးသမီးတွေဟာယောက်ျားလေးကိုစွန့်ပစ်ပြီးကလေးတွေကိုလက်ဆွဲကလေးပတ်ကားလို့ရွာကိုခေါ်လွန်ခဲ့ကြပါတယ်။ဒီလိုပါလာတဲ့ကလေးတွေကိုပညာသင်ပေးနိုင်မှာမူလန်တန်းကျောင်းမှာဖွင့်လှစ်ထားပြီးသူတို့မိန်းကလေးပါလာတဲ့ကလေးတွေဟာ ဒီရွာရဲ့စည်းကမ်းတွေကိုမဖြစ်မနေလိုက်နိုင်ရပါဘူး။သူတို့ကအသက်16နှစ်လောက်ထိဒီရွာမှာနေထိုင်နေပြီးဒီဘက်ကဟာဒီမျိုးသမီးတွေရဲ့ကြမ်းမြော်ကိုဆိုတဲ့စည်းကမ်းချက်ကိုလုံးဝချမှတ်မထားပါဘူး။ယောက်ျားလေးနှိပ်စက်တာကိုတေလောင်ခံခဲ့ရတဲ့မျိုးသမီးတွေကနောင်ယောက်ျားယူဖို့ဆိုတာမတွေးရတော့ပါဘူး။သူတို့ရဲ့မျိုးသားတွေကသူတို့ရဲ့မိန်းမတွေကိုရှာဖို့အုပ်စုလိုက်ဖွဲ့ပြီးဝင်လာတက်လို့မျိုးသမီးတွေကအုပ်စုတည်တည်ဖွဲ့ပြီးအလက်ကြကိတ်ဆောင်ရပါသေးတယ်။ဒီရောမှာတကြီးကြီးအိမ်တော်တွေတွေမကပဲအပြူလေးတွေခလုံးကြပါသေးတယ်။အเจ้าရင်းကသူတို့ရောမှာမကွက်ပြောက်သေးတဲ့အယူဆကြပါ။ ရေရောက်လာတဲ့အမျိုးသမီးတွေမိမကိုကိုခွဲပြီးတန်ချုပ်တာကိုအရင်ကြောက်ကြလို့ဖြစ်ပါတယ်ဒီလိုမျိုးသမီးကြီးနေတဲ့ကြောင့်မတခုခုဆိုဝိုင်းဝန်းကိုနီလှောက်ဆောင်ကြပါတယ်စွန်စင်းလည်းလှောက်တာလေသူတို့ရဲ့အိမ်ကိုမဲပြပြီးသင်းသင်းကြပြီးသူတို့ကသူတို့ကိုသူတို့အားကိုးကြပြီးနေထိုင်ကြပါတယ်ဘယ်လိုခက်ခဲတွေကြုံနေလဲအားလုံးစည်စည်လုံးလုံးပါပဲဒီဘက်ကတရားအမေရိကန်ဝန်ကြီးချုပ်အောင်ဟီလာရီကလင်တန်နဲ့တွေ့ဆုံဝင်ရပြီးနောက်ပိုင်းသူတို့ရောင်ငယ်လေးကနိုင်ငံတကာထိနာမည်ကြီးလာခဲ့ပါတယ်ခါပါလက်ခရီးသွားတွေ YouTuber တွေ Facebook Blogger တွေလာရောက်လည်ပတ်ကြတော့ဝန်မြတ်ရရှိကြပါတယ် ဒါကိုသဘောကျတဲ့သူရှိတယ်လို့သဘောမကျတဲ့သူတွေရှိကြပါသေးတယ်။မြို့သားများစုကဒီဘက်ကလို့ရွာထဲနမ်းမှာရွာသေးဖို့လုခဲ့ကြပါတယ်။ဒီစိကိုကြတော့ဒီဘက်ကလို့မြေကိုဝယ်လိုက်တော့ဒီမျိုးသားတွေကလက်လျှော့ခဲ့ကြပါတယ်။ဒါမှမဟုတ်ဒီမျိုးသားတွေကလုံးဝမကျင်းသက်ခဲ့ကြပါဘူး။အကြောင်းကအမျိုးသမီးရာယောက်ျားတွေရဲ့ပိုင်ဆိုင်မှုဖြစ်ပြီးသူတို့အုပ်ချုပ်မှုအောင်မှာပဲမျိုးရှိနေရမယ်ဆိုတဲ့ယူဆကြောင်မှာဖြစ်ပါတယ်ဒီလိုမနေဘဲကိုယ်နဲ့ဥဆောင်ဥရဲ့ပြုပြီးနေထိုင်ကြတာကိုသူတို့ကသိတဲ့ဝမ်းမကြကြပါဘူး ။အရင်ကဆိုလက်မြစကားများရံပြင်းရင်သူတို့မိဘတဲ့အိမ်ကိုပဲဆင်းသွားတတ်ကြပြီ။ပြန်ခေါ်လို့ရကြပါသေးတယ်။ခုနပိုင်းလက်မြစကားများရံပြင်းရင်သူတို့မိဘတဲ့အိမ်ကိုမသွားတော့ပဲ။ဒီဘကတို့ရွာကိုလာခုံလုံကြတာဖြစ်လို့လိုက်ခေါ်လို့လုံးဝမရတော့ပါဘူး။ဘီလိုလေးဒီမှာပဲဆုံးသက်ပြရသေး။အဆုံးထိကျေးဇူးပေးလို့ကျေးဇူးထူးတင်ပါတယ်ဗျ။